ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုနဲ့မှာအခြေအနေနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုယ့်အတွက်အမြန်ဆုံးဖြစ်လာမဲ့အခြေအခြေအနေကဘယ်လိုရှိလဲဆိုတော့အပိုင်းနဲ့ပတ်သက်ပြီးတော့ reading လေးလုပ်ပြီးမှဖြစ်ပါတယ်ဆိုတော့ဒီမှာအ text လေးနှစ်ခုပေးထားပါရဗောနော်တစ်ခုကကြောင် terror လေးဗောနော်အာ cat terror လေးနောက်တစ်ခုကတော့ labrador ဗောနော်ခွေးရုပ်ကလေးနဲ့ပါတဲ့ terror လေးပါဆိုတော့ဒါဝါရှူပြီးတော့ကို စိတ်ထဲကနေဆွဲဆောင်နေတဲ့ desk လေးတစ်ခုကိုရွေးချယ်လို့ရပါတယ်ဒီဟာကကျွန်မအခြေအနေနဲ့ပတ်သက်ပြီးတော့ single အပီလိုရှင် IS relationship ရှိပြီးသား single situation ship ဆိုပြီးတော့အတီးကသွားပြီးမယ်ပေါ့နော်ပြီးတော့ crash နဲ့ xd နဲ့ဆိုတော့၅ဘိုင်းတော့တော့သွားဖြစ်မယ်ပေါ့ โอเคအဲ့လိုပိုင်းကြီးပြီးပိုင်းပိုင်းပြီးတော့ကြည့်ပေးမယ်ဒါက general reading ဖြစ်တဲ့အတွက်ကြောင့်မို့အကုန်လုံးကိုတော့အာဒီတိကျတဲ့လုံးဝ100% reading ကြီးတော့ဖြစ်မှာမဟုတ်ဘောเนาะဒါပေမဲ့အတက်နိုင်ဆုံး general reading ပဲမဲ့အာဒီသူ့ပိုင်းလေးလိုက်တော့ဖတ်ပေးထားမယ်တယောက်ချင်းစီသိချင်လို့ရှင်တော့ personal reading အနေနဲ့ယူပြီးတော့ကိုယ့် energy ကိုချက်တာပို့ပြီးအဆင်ပြေပါလိမ့်မယ်เนาะ okay so တော့ otherwise ယူပြီး reading တွေကိုရွှေ့ပြီးလို့ရှိရင် test ကိုပူစားပြီးရွှေ့ပြီးကျွန်မစဖတ်ပေးပါမယ်ဆိုတော့အတန်လေးနည်းနည်းနာနေလို့ စကားပြောတာတိုးနေတာဆိုလို့ရှင်ဗီဒီယိုလေးကိုအတန်ဗိုလုံးလေးကျေပြီးပါနော်ကျေပြီးနားထောင်ပြီးပါဆိုမိုင်းနေတော့အတန်တအားတူနေတာအဲ့ဒါကြောင့်အတန်နည်းနည်းလေးဝင်နေလို့ပါနော်โอเคဟဲဒီတော့အရင်ဆုံးခင်းတော့ကတိပဲရင်ခင်းလိုက်မယ်ပေါ့နော်ကိုယ့်ရဲ့အခြေရမကြခင် အမြန်ဆုံးဘာတွေဖြစ်လာမလဲပေါ့ရဲ့အခြေရမကြခင်အမြန်ဆုံးဘာတွေဖြစ်လာမလဲโอเค โอเคเดี๋ยวมันก็ถอดออกมาจะมาทีละมั้ยเนาะโอ้ the lover the hermit so beautiful โอเคนมนมติดีอ่ะรอสแกนซะก้องดีบาบี the lover the hermit โอเค twin flame connection นี่เลยတွေ့ရတယ်ဗောเนาะ by one เนี่ยมา twin flame connection မရှိသေးတဲ့သူဆိုရင်ကိုယ့်ရဲ့ twin flame ကိုတွေ့လာဖို့ရှိတယ်သူမျိုး soul mate connection ပေါ့နော်ကိုယ့်ရဲ့ဒီနှလုံးသားချင်းအားဆက်သွယ်နေတဲ့ soul mate connection တွေတွေ့လာဖို့ရှိတယ်ကိုယ်အတွက် the one special ပေါ့နော်တွေ့လာဖို့ရှိတယ်အဲ့ဒါက single တွေပဲဖြစ်ဖြစ်အချို့ AC ထဲမှာကိုယ့်ရဲ့ဒီ twin flame နေပိုင်းပြန်ဆောင်ရတာမျိုး crash ကကိုယ့် twin flame ဖြစ်နေ soul mate connection ဖြစ်နေနှီးစက်ရတာမျိုးပေါ့နော် okay အဲ့ဒါမျိုးတွေဖြစ်နိုင်တယ် okay let's check ဟမ်ဒီမှာလည်းနှက်ကထွက်လာတယ်ဗောနောကြည့်ကြည့်အောင်ခင်ဆက်ကြမှာဒီနေ့ခွဲလိုက်မယ်ဆိုပါမယ်မိအောင်တခြားလေးထားပြီးထားမယ်ဗောနောဟမ်တော့ temporary first အအရင်ဆုံးဘယ်ကနေစပြောမလဲဆိုလို့ရှိရင် x ပေါ့နော် x ပေါ့ကိုကို x ကိုမျောနေတဲ့သူမျိုးဆိုလို့ရှိရင် by 1ညီထဲမှာကိုရဲ့ x နဲ့ကိုနဲ့ဆက်သွယ်ပြန်တာပေါ့နော် is ကလုံးစကားကိုအပြက်ပြောချလိုက်တာဒါမှမဟုတ်ကိုကိုတိုင်းကစကားကိုအပြက်ပြောချလိုက်တာဆက်သွယ်ရပြည့်နေတာနော်နော် x နဲ့နောက်ဆုံးဒီ Facebook မှာတို့ဘာလို့ friend တွေပါဖြစ်နေသေးတယ်နော်အပြင်မှာတွေ့နေသေးတယ်နော်လေသူစီက အကူရဲ့ခံစားချက်နဲ့ပတ်သက်ပြီးတော့စကားပေါ့နော်တွေ့ရဖို့သိပြီးတော့မမြင်ဘူးအဲ့တော့ပိုင်ဝန်နေမှာ x နဲ့ပတ်သက်ပြီးရွေးထားရတဲ့သူတွေဆိုလို့ရှိရင်တော့ x စီကနေပြီးတော့ဆက်သွယ်ရဖို့ဒီနောက်ကိုကိုတိုင် x ကိုတွားပြီးတော့ connection နော်လုပ်တဲ့ခါမှာကိုရဲ့စိတ်ကိုကိုမဖွင့်ထားဘူးမလုပ်ချင်ဘူးဆိုတဲ့ situation တွေတွေ့ရတယ်ဆိုတော့ပိုင်ဝန်နေမှာ x တွေနဲ့ပတ်သက်လိုက်ချေရပါဆက်ဖြစ်မလဲမေးရင်တော့ x တွေကအရန်မျောလင်းလို့မရသေးတဲ့ energy မှာရှိတယ်အဲ့တော့ဒီ reading ဖတ်ပြီးတော့ အမြန်ဆုံး AC ကနေဆက်သွယ်ရခြင်းလဲဆိုရသူတွေကြပါလိမ့်မယ်နော်အဲတချို့ AC က X နဲ့ပြန်ဆုံနိုင်တယ်ဆိုတော့ဟော်ကင်မျိုးထွက်ရင်တော့မှဒါကြားတတ်တဲ့ပုံစံမျိုးပါအာအကူကစပြီးတော့နော်အဲတလပေါ့တလဝင်းကျင်တော့ဒီ reading ဖတ်ပြီးပဲချိန်မဆိုတလဝင်းကျင်တော့အတွင်းမှာကိုယ့်ရဲ့ X ကိုမျောလင့်နေရမျိုးဆိုလို့ရှိရင်တော့အဲအဲ့လောက်တော့အဲ့လောက်ကြကြတော့တချို့တွေဆိုပြန်မျောလင့်ရတာမျိုးပြန်အဆင်ပြေဖို့စူးစမ်းရတာမျိုးတွေရှိတတ်ပါတယ်နော်ဒါ X တွေနဲ့ပတ်သက်ပြီးတော့ပါ နောက်တစ်ခုကကြတော့လက်ရှိ IRS ပေါ့နော် IRS ဓမ္မတွေကလေအဲ IRS တွေကပိုင်ဝင်ရတဲ့ IRS တွေကဒီမကြခင်ပေါ့မကြခင်ဆိုတာဒီဘက်ကနေဒီဗီဒီယိုကိုစာတူရဲ့ချိန်ကနေဒီဘက်ကနေတစ်လအတွင်းလို့မှတ်မယ်ပေါ့နော်အဲ timeline လေးတစ်ခုတော့ဒီဘက်မှာတစ်လချို့ဆိုနှစ်ပတ်ပေါ့နော်နှစ်ပတ်တစ်လအဲတစ်ပတ်ဒီချို့ဆိုရှင် အာဒီ reading ကြည့်ဘယ်ဘယ်ဟာမဆိုဘူးဒီ reading ကိုလားလေလောက်မှကြည့်ရဆိုတော့လာကုံတော့ပေါ့เนาะအဲ့လိုအချိန်မျိုးပေါ့ okay chosen တဲ့6ပတ်ပေါ့เนาะတလားကြော်ကြော်ပေါ့အဲ့လိုဟာမျိုးပေါ့ okay ဆိုတော့အဲ့လိုမျိုးအတွင်းမှာ အဲ RS မှာဆိုကျွန်တော်တောင်စိတ်သွောရခြင်းဖွင့်ဟပြီးတော့ကျွန်တော်ပြောလာတာမျိုးလေးတွေတယောက်ကိုတယောက်ဟိုတိုက်ဆိုင်နေစိတ်သွောခြင်းရင်တော့မတိုက်ဆိုင်နေကိုချိန်မှာတိုက်ဆိုင်တာဆွေးနွေးညှိနှိုင်းပြတာလေးတွေရှိမယ် RS ရှိရသူတွေဆိုလေတယောက်ကိုတယောက်ရှေ့ဆက်ဖို့တော့အခက်ခဲတွေကြီးပဲကိုရထိုင်ကြည့်မနေတော့ပဲနဲ့အခက်ခဲတွေကြီးပဲကိုရထိုင်ကြည့်မနေပဲနဲ့ဒီအခက်ခဲတွေကပြီးသွားပြီရှေ့ကိုအာနှစ်ယောက်အနာကက်ကိုပဲကြည့်ကြမယ်ဆိုပြီးတော့ဗောနောကိုကိုအဲ့လိုတိုင်မီနေကြတာမျိုးရှိရချို့ရဆိုရင် RS ရှိရသူတွေဆိုရှင်အဆင်မပြေသူတွေဆိုရှင်လည်းပြန်ညှိယူတာမျိုးတွေမြင်ရတယ်အဆင်ပြေနေ င်းသူတွေဆိုလို့ရှိရင်လည်းရှေ့ဆက်ပြီးအိမ်အောင်ပြုဖို့လိုလက်ထပ်ဖို့လိုအဲ့လိုမျိုး future plan တခုကိုစီမံပြီးတော့တောင်းအမျိုးတွေရှိရပါတော့เนาะအဲ့ဒါလေးကိုမြင်ရတယ်အဲ crush ရှိနေတဲ့သူတွေအတွက်ကကြတော့ဘာလို့ရလဲဆိုလို့ရှိရင်အချိန်နေကောင်းတယ်အချိန်နေကောင်းတယ်ဆိုတဲ့အိဗေက crush ရှိတဲ့သူတွေဆိုလို့ရှိရင်ဒါ single ပေါ့เนาะ single အနေနဲ့တွေ့မယ်ဆိုရင် အဲကို crush နေတယ် single မှာမ crush မရှိတဲ့သူနဲ့ရှိရသူကကိုသဘောကျနေတဲ့သူနဲ့ပတ်သက်ရင်တော့လေအာစောင့်ပါဘာဖြစ်လို့သူ့ဘက်ကနေပြီးတော့ action တစ်ခုရလာဖို့ရှိတယ်ချစ်သူကြီးစားဖြစ်သွားတာမဖြစ်သွားတာတပိုင်းဒါပေမဲ့စောင့်မကျိုးနဲ့တဲ့အခြေအနေတစ်ခုတော့ဖြစ်လာနိုင်မှာကိုဘက်က action ယူနေတာဖြစ်ဖြစ်သူ့ဘက်က action ယူလာတာကိုကလက်ခံလိုက်တာဖြစ်ဖြစ်ပေါ့နော် something like that အဆင်ပြေလာတာမျိုးရှိမဲ့ active ဖြစ်ဖြစ်နဲ့ကိုယ် love like ကအဆင်ပြေလာတာ crush နဲ့ကိုယ်နဲ့စကားပြောရဆိုရတာအဆင်ပြေလာလေရှိမယ်ကိုဘက်ကတော့အာပိုးပြီးစူးစမ်းနိုင်မှာပေါ့နော် အဲ့စူးစမ်းမှုကလည်းမစိုးပါဘူးเนาะနောက်တစ်တစ်ဆင့်နှစ်ဆင့်နောက်ထပ်ပြီးစူးစမ်းရေးုံနဲ့တချို့ဆို crash နဲ့နှီးဆက်သွားမျိုးတောင်ဖြစ်နိုင်တယ်ဆိုတော့လားလာတော့လုံးဝမဆက်သေးရတဲ့တော့တော်တော်ကောင်းနေပြီပေါ့เนาะနောက် single တွေ single အနေနဲ့ဗာတွေ့ရမလဲဆိုလို့ရှင်နေကိုယ့်ဖူးစာဘက်ကိုလိုက်ရှာနေတဲ့ single လေးတွေပေါ့เนาะအဲဖူးစာဘက်ကဘယ်မှာလဲဆိုပြီးလိုက်ရှာနေတဲ့ single လေးတွေအတွက်ကတော့ ရဖို့ရှိပါတယ်ချစ်သူကြီးသားရဖို့ရှိပါတယ်မကြခင်မှာပေါ့နော်ကိုချစ်တဲ့သူပေါ်လာတာအဲကိုကအဖြေတောင်းတာဆိုလဲကိုတယောက်ကိုအဖြေတောင်းတာဆိုလဲဖြေပေးလိုက်တာနော်နောက်ပြီးကိုဘွားတွေကိုမမျော်လင့်မဲနဲ့နော်ကိုရှာနေတဲ့ soulmate connection တစ်ခုရောက်လာတယ်ပေါ့နော်ကိုရှာနေတဲ့ relationship ပုံစံကိုရှာနေတဲ့အရာတခုကိုသွားတွေ့ရပေါ့ဒါမှလေကိုရှာနေတဲ့ဟာတခုကဒီမှာဘာလို့လဲဆိုဥမာအယမြင်တဲ့သူတို့ရုပ်ချောတဲ့သူတို့ okay ကိတ်တဲ့သူတို့အဲ့လိုခါမျိုး physical ရရှာတာမဟုတ်ပဲနဲ့ကိုစိတ်ကိုလုံခြုံနှီးထွေးသွားစေတဲ့သူပေါ့နော်ဒီမှာဆို homecoming ဆိုတဲ့ကလေးထွက်တယ်ဒါလားကိုကိုအိမ်ခဲသူတော့နှီးထွေးမှုပေးနိုင်တဲ့အရာနဲ့သွားတွေ့တာပေါ့နော်အဲ့ဟာမျိုးလူမြင်ရတယ် okay mother candle တဲ့ဆိုတော့အခုချိန်မှာကိုကခြေရင်းနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကျတော့ ီ situation ship ပေါ့နော်ဟိုဘယောက်တင်ရ situation ship ဖြစ်နေသူတွေကဘာတွေ့ရလဲဆိုတော့ third party influence အာတခုရက်သွားပြီလို့တွေ့ရတယ်တစ်ဖက်သူကတစ်ဖက်သူကကိုယ်နဲ့သူနဲ့ situation ရှိရှိနေတယ်အချိန်မှာတော့ရှေ့မှာတော့ third party ကြားခံနေပေါ့နော်ဒါပေမဲ့ဒီ video ကိုဖတ်တဲ့အချိန်မှာဒီ video ကိုဖတ်ပြီးဦးနာလို့တစ်လအဲတစ်ပတ်နှစ်ပတ်အတွင်း6လအတွင်းเนาะအဲအဲ့လိုမျိုး time frame တစ်ခုမှာ ့ရဲ့ situation ရဲ့ကဘယ်လိုဖြစ်လဲဆိုတော့ तू ကတခြားသူကြောင့်လည်းတွဲနေတာဆိုလို့ရှိရင်လည်းပြတ်သွားလိမ့်မယ် official တွဲနေဆိုလည်းပြတ်သွားလိမ့်မယ် official မဟုတ်ဘူး तू က तू ဒီတိုင်းပဲအကုန်လုံးနဲ့ပတ်ပြီးတော့ open relationship သွားနေဆိုလည်းပြတ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ situation ရှိရှိရဲ့သူတွေနဲ့ဆိုရင်တော့ကိုယ်နဲ့ situation ရှိသွားနေတဲ့သူက तू မှာတစ်ဖက်လူမှာ third party ရှိခဲ့ရင်ပြတ်ထွက်သွားမယ်နော်ပြတ်ထွက်သွားမယ်ဒါပေမဲ့ကိုယ်အဲ့လိုပြတ်သွားတယ်လို့ကိုယ်ရွေးချယ်မယ်လို့တော့ဒီဘက်မှာချက်ချင်းတုံးနဲ့တိုင်းကလေးတော့မတွေ့ဘူးသူ့အနေနဲ့အဲ့လိုပြတ်သွားပြီးတော့ညတယောက်တည်းအဲ့လိုပေါ့ အာဘသူ့ကိုမရင်နဲ့မထည့်ပဲနဲ့နေနေရမျိုးလေးဖြစ်နိုင်တဲ့ကိုလူပါပေါ့နော်အဲ့လိုအခြေအနေမျိုးကြီးဖြစ်တယ်ကိုကိုနဲ့သူမျိုး situation ရှစ်တော့တွားနေဦးမှာပဲအဲအခြေအနေပုံမူတည်ပြီးရတွားနေမယ်ပေါ့နော်အဲ့တော့ situation ရှစ်ကတော့ crash လောက်တော့မျိုးလင်းချက်တော့တိတ်ပြီးတော့မရှိဘူးဒါပေမဲ့ move on မလုပ်ပဲဒီလူဘေးနာပဲဆက်ပြီးတော့နေချင်တယ်ဆိုရင်တော့ is your choice နော်နေလူရတာမျိုးလေးရှိပါတယ်ဒါ by one နေတော့ by one နေတော့တော့ကတော့ပြောမယ်ဆိုရင်ဟိုလေအခြေအနေနဲ့ပတ်သက်ပြီးလက်တော်မှာပေါ့နော်အမြန်ဆုံးဖြစ်လာမယ်ဟာပါလဲမင်းဘဝရဲ့ ရေးချင်မှုကြီးကြီးမားမားတွေကိုလောက်ရမယ်လောက်တဲ့အခါမှာလည်းဗာတွေ့ရလဲဆိုကိုယ့်ရဲ့ inner child ပေါ့နော်ငယ်ဘဝကကြီးပြင်းလာတဲ့ပုံစံငယ်ဘဝကကြီးပြင်းလာတဲ့မိသားစုပေါ့မိဘနော်ဆွေမျိုးကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့အချက်နဲ့ပတ်သက်တဲ့ရွေးချယ်မှုမျိုးတွေလောက်ဖြစ်လိမ့်မယ်နော်အဲ့တော့ကိုယ့်ရဲ့ inner child ကအရေးကြီးပါတယ်ဘိုင်ဝမ်းနေနေ crush ရှိရသူပဲဖြစ်ဖြစ် ex ကိုမျောနေရမှာဖြစ်ဖြစ် အခြေသိရှာနေတာပဲဖြစ်ဖြစ်ကိုလူချင်တာတွေရဖို့အတွက်အခြေအနေပတ်သက်ပြီးကံကောင်းမှုတို့ကကိုယ့်ရဲ့ inner child ကို healing လုပ်ပါတဲ့ inner child မှာဗာဒင်ရတယ်ရနေခဲ့လေ inner child ကအချက်မခံမဲ့ထွက်ပြေးတတ်တဲ့သူလား inner child ကသူများတွေကိုမှုခိုးတတ်တဲ့သူလား inner child ကကိုယ့်ရငယ်ဘဝကလေးပုံကြီးကလေးကထိန်းချုပ်တာကိုအချက်လို့ထင်တာလားလွတ်ပြေးတာကိုအချက်လို့ထင်တာလား okay ဆိုတော့ကိုယ်ကို healing လုပ်ပါပြန်တွေးပါအဲကိုယ့်ရဲ့ဒီ inner child မှာချို့ရီတို့ငယ်တော့ဒီပိုင်ဝန်နဲ့ပတ်သက်ပြီးဆက်ပြောမယ်ဆိုရင်ပိုင် င်းလူတော်တော်စေချိုးနေပြီဘာလို့လဲပိုင်ဝင်နဲ့ပတ်သက်ပြီးအနေကြီးကမပြတ်သေးတော့ဆက်ပြောမယ်ဆိုငငယ်တော့ဆိုရင်ချိုးရဆိုရင်အာ domestic violence တွေเนาะအဲ့လိုကြုံခဲ့ရတာမျိုးတွေရှိတယ်အဲ့ဒါကိုအချစ်လို့ယူဆသွားတဲ့သူရှိတယ်လို့ဒါကိုရှောင်ရမယ်လို့အသိစိတ်ဝင်သွားတဲ့ inner child တွေရှိတယ်ကိုယ့် inner child ကိုပြန်ပြီးပါအချစ်နဲ့ပတ်သက်ပြီးဘာလို့ချင်းတလဲဘယ်လိုပြောင်းလဲရမလဲဘယ်လိုကုစားရမလဲဆိုတော့ဒီပြန်ပြီးတော့မေးပါเนาะဒါပိုင်ဝင်တွေတော့ပါပိုင်တူတွေကတော့ပေါ့ပေါ့ပါတော့ထင်ပါတယ်ပိုင်ဝင်တွေကတော့နည်းနည်းချောမလေးနည်းနည်းမြင်နေရတာပေါ့နော် โอเคဒီကပိုင်တူးတွေလည်းကြည့်အောင်ပိုင်တူးတွေ Labrador 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 River Labrador တို့ဒီ GR Golden Retriever ပဲတကယ် friendly ဖြစ်တဲ့နေရာမှာပါဘူးอืม အဲဒီပိုင်တွေးထားတဲ့သူတွေလေဒါတလောက်ကိုအိမ်ပေးနာမှာ loud speaker တွေပေါ့နော် loud speaker တွေဒါမှမဟုတ်အတန်ချိဆက်အတန်ချိဆက်နဲ့ပတ်သက်ပြီးချို့လို bluetooth speaker ဝယ်ဖြစ်တာတော့အတန်ချိဆက်တို့ net jet တို့နော်အတန်နဲ့ပတ်သက်တဲ့ပစ္စည်းတခုခုပေါ့နော်ကြေးစီပေါ့ဘာဖြစ်အတန်ထွက်တဲ့ဒူရီယာပစ္စည်းတခုခုဝယ်ဖို့တီးဖို့တော့နားထဲမှာခဏခဏကြားနေတဲ့သူတွေပါလိမ့်မယ်ပိုင်တွေးထဲမှာဟုတ်ဆိုတော့ဒီပိုင်တွေးနဲ့ပတ်သက်ပြီးခြင်လိုက်တဲ့အချိန်မှာဒီတဲတော့မဟုတ်ပဲနဲ့နော် spiritual အဆောက်အအုံပိုင်းကပါဝင်ပါလာမျိုးရှိရဲဒါမှဒီနေ့ကတော့တဲတော့အသာပေးဟောမှာမို့လို့ ောက်ရှောက်ကဲပြောကြချက်တီးတော့ဟိုအကုန်လုံးတော့မပြောတော့ဘူးပေါ့နော်ဒီလောက်ပဲပြောပါလိမ့်မယ် Okay let's go single eyes. Okay. Uh huh. Tomorrow, tomorrow, heating the water a little. Sorry, the jamming got mm. a little too hot there. Oh, the star. so cute. အကြောင်းထင်းနဲ့ jumping cat လေးတခုထွက်လာတယ်။ဒါက okay ကိုယ့်ရဲ့ဒီ space ကနေပဲကိုယ့်ရဲ့အဆောက်ရှောက်တရားဝင်ပြီးတော့မှပြောင်ဆက်ဆက်နဲ့ဝင်ပြောချင်တာပေါ့နော်။တဲတော်ကြီးနဲ့ပဲတော့မဆိုင်ဘူး။ဒီကိုယ့်ရဲ့အဆောက်ရှောက်တရား guidance နဲ့လည်းတော့ပါအောင်မယ် right ။ဆိုခဏလေးပေါ့နော်။ Hmm သူပါပြောချင်နေရတယ်ဆိုတော့အဲ့လိုပဲဒီတဲတော်ကြီးကိုဖတ်တာမှဘယ်နဲ့အဲ့လို next feature ဆန်တဲ့ဟာတွေပါလို့ရှင်ကိုယ့်ရဲ့ဟောကွက်တရား တော်ပြန်စဉ်းစားနေအောင်ငါဘာကိုဟောလာမှလဲငါဘာချလိမ့်မိပါသေးပေါ့နော်โอเคအဲ့တော့อืมဒီမှာ the moon reverse ပဲပြန်ကြရဲ king of pentacles တခြားပြဘာဖြစ်လဲဒီ reading ထဲမှာလေးဒီလားဟိုခုနကတော့အမြန်ဆုံးဖြစ်လာမယ်လို့ပြောတဲ့ခါကျတော်တော်လေးမြန်နေမယ်ချို့ရဆိုရင်နေရက်3ရက်အတွင်းဒီ reading ဖတ်ပြီးနေရက်3ရက်အတွင်းဒုံတိုင်းဆိုဖြစ်လာချို့တစ်ပတ် အတွင်း6ရက်တစ်ပတ်အတွင်းချို့ဆိုညာရင်းချင်း အဲဒီဗီဒီယိုညဘက်မှာကြည့်ရဆိုနောက်နေ့မနေ့နောက်နေ့ညလောက်မှာချက်ချင်းဖြစ်လာမယ်အဲ့လိုအခြေအနေပတ်သက်တဲ့ပြောင်းလဲပေါ့နော်သူမဟုတ်ကြုံရမယ့်အရာပေါ့အဲ့လိုအခြေကိုမြင်တယ်ပိုင်1ထက်ပိုင်2တွေကဒီကြုံရမယ့်အခြေပြောင်းလဲတအားမြင်တယ်ဒီမှာလည်းကိုယ့်ရဲ့အဆောက်အအုံတွေကြီးစင်မှုပါတယ်ပေါ့နော်ဒါပေမဲ့အဆောက်အအုံကဘာပြောလဲဆိုတော့ဒီမှာဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်လေ everything so right ပေါ့နော်အကုန်လုံးဆက်စပ်ရအောင်စဉ်းပြသွားလိမ့်မယ် is okay ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်အဟမ်း အဲ့တော့ single ရီကနေစပြောလိုက်မယ်ပေါ့နော် single ရီကဘယ်လိုတွေ့နေရလဲဆိုလို့ရှိရင် single ဒီအနေနဲ့ အချစ်နဲ့ပတ်သက်ပြီးတော့ဗောနအချစ်ကိုစိတ်ကုံပြီးတော့အချစ်ကိုစိတ်ကုံပြီးတော့ဟိုတုံးကအချစ်ကိုလည်းမဟုတ်ပါဘူးတလောကလုံးစိတ်ကုံနေစင်ငယ်လေးဗောနပိုင်တူးထဲမှာမြင်ရတာစာလည်းမလုပ်ချင်အောင်လုပ်လည်းမလုပ်ချင်အောင်အာဘာမှကို့အတွက်တူးတက်ရတူးတက်ကြောင်းလည်းမလုပ်ချင်တော့ဘူးလုပ်တာလုပ်နေရတယ်ဒီအရာတွေပေါ်မှာစိတ်မပါတော့ဘူးဗောနအချစ်ဆိုပူဆိုးတယ်အချစ်မှဆိုဘာတွေးရလဲဆိုတော့အတခုတော့ရှိတာဗောအတိတ်တွေကိုပြန်တွေးနေရတယ်မဟုတ်ပဲနဲ့လေအနာဂတ်ပါမတွေးတော့တာပိုင်တူးထဲမှာတချို့ဆိုရည်ရတယ်အချစ်နဲ့ပတ်သက်ပြီးတော့တိတ်လည်းမတွေးဘူးအနာဂတ်လည်းမတွေးဘူးဘာမှမတွေးဘူးပြစ်စုပ်ပြန်မှာပဲကိုကကိုငုတ်တုတ်ကလေးထိုင်နေဗောနအဲ့လိုအဖွဲလေးတွေးရတယ် ယ်ဆို single တွေအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့လေအာကို single life ကိုရွေးချယ်ရတာတကယ်မှန်တယ်လို့ပဲပြောရမယ်လက်ရှိချိန်မှာတော့ relationship တကူကိုမသွားသေးဘဲနဲ့ single life ကိုကိုကအာ single by choice ပေါ့နော် single life ကို choice အနေနဲ့ရွေးချယ်ထားတာတကူကတော့ကောင်းတယ်ဘာကောင်းလဲမင်းရင်ဒီအချိန်မှာကိုက round person အနေနဲ့တွေ့ဖို့တွေ့တွေ့ရနိုင်တယ်ဘာလို့ဆိုကိုအခွင့်အရေးယူမဲ့သူတွေများရပေါ့နော် single တွေအနေနဲ့အဲ့တော့အဲ့လိုအခွင့်အရေးယူမဲ့သူတွေကိုအမြန်ဆုံးသိနိုင်သိမ့်မယ်အမြန်ဆုံးလဲရှောင်နိုင်သိမ့်မယ် အဲ့တော့ single တွေနေနဲ့အခြေအမှပါဖြစ်မလဲမေးလို့ရှိရင်ကိုကိုလာပြီးပလေးတဲ့လူတွေကိုဒီချိန်မှာကိုကပြန်ပြီးတော့ပပနဲ့နဲ့ပြန်ပြီးရှောင်းနိုင်မယ်အမြန်ဆုံးရှောင်းနိုင်မယ်ပြီးရခါကျရင်တို့ကတော့လာမှာပဲအဲကိုက single ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကိုအဆောက်ရှောက်တွေရတဲ့ကိုဘယ်လိုလဲမေးဆန် quality ဆန်ပွင့်နေတဲ့အချိန်ကအဆောက်ရှောက်တွေလည်းကြည်စဲပေါ့နော်ကြည်စဲပြီးတော့ခါကျရင်တချို့ရင်ခုန်ကြီးကအစင်လေးတွေပေးလွှတ်တာပေါ့နော် single တွေအတွက်ဆိုရင်ခုန်ကြီးလေးအစင်လေးတွေပေးပြတာပေးလွှတ်တာအမကိုရ right person နေမဟုတ်ပါဘူးတို့ကတည်းမလားအဲ့လိုမျိုးပေါ့ ညီခုံမှုတော့ကောင်းတယ် but the man ဟိုကိုယ့် life partner ဖြစ်လာမဲ့သူတော့မဟုတ်ဘူးအစင်လေးတရားကိုဘေးနားဖြတ်သွားပြီးအဲကိုပြုံးစီစီနဲ့ကြည်သွားတာမျိုးပေါ့အဲအဲ့လိုမျိုးပေါ့နော်ထူးခြားတဲ့ single တွေအနေနဲ့ပိုင်းတူး single တွေနဲ့ဆိုလို့ထူးခြားတဲ့အခြေထူးခြားမှုတွေဖြစ်တတ်တယ်ဥပမာတချို့တွေဆိုလို့ရှင်ထားပါတော့အာဒီဘယ်လိုမလဲကိုယ့်ကိုစီးသွားဝယ်တယ်ပေါ့ဒါမှလူတယောက်ကကိုယ့်အရင်သဘောကျပြီးလိုက်ကြည့်တာလိုမျိုးတွေနာကိုယ့်ရဲ့ဖုန်းနံပါတ်တို့အဲကိုယ့်ရဲ့ဒီအဲဘယ်လိုခေါ်မလဲ contact တွေပေါ့ပွဲလေးပိုင်းမှာဆိုလိုက်တောင်းတာမျိုးတွေကိုယ့်တနေရာလှလှပပပြင်ဆင်ဖိလိမ်ဖိရပါတွေတွားရ ယ်အဲဒါမဲ့ကိုယ့်သဘောကျလို့ဆိုတပုံချောင်းရိုက်တာမျိုးတွေ okay ဆိုပိုင်တူးစင်ငယ်တဲ့တအား stock stock ကတွေနောက်ကလိုက်ပြီးတော့ကိုဟို stock လောက်ရတဲ့ဒီစမ်းပွင့်တာမျိုးတွေရှိမယ်ဒါမဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ right person down time ဆိုပြီးဝင်လာတော့ချက်ချင်းတော့မတွေ့သေးဘူးသို့တော့ round person တွေကတော့ down time ဆိုကိုပြီးနောက်အမြန်ဆုံးထွက်ခွာသွားဖို့ရှိတဲ့အတွက်ကြောင့်မလို့ကိုဘွားကြီးတီအမိုက်ရှင်းလင်းထားလို့လင်းရှင်းမွေးကြိုင်တန့်ပြတ်တော့ single life တခုရနိုင်မှာပေါ့เนาะပြီးမှကိုကနောက်ထပ်ကိုနဲ့တွေ့ရမယ်ဒီ right person တွေဘက်ကိုဥတည်နိုင်မှာပေါ့နောက်တော့ next relationship တွေဥတည်နိုင်မှာပေါ့เนาะဆိုတော့အရင်ဆုံး cleansing လုပ်ပါတယ်ကို life ကိုကိုအပြီးလုံးဝရှင်းလင်းထားဖို့လိုတယ်ကိုဘွားကိုလေသူများအတွက်နေရပေးပေး single တွေလေပိုင်နှုတ် single တွေနေလုံးဝဘွားကိုရှင်းလင်းထားဖို့လိုတယ်အဲ့ဒါလေးတခုတွေ့တယ် x ရဲ့သူတွေပေါ့เนาะ x ရဲ့သူတွေကတော့လေအချိန်တိုင်းတာတခုအထိစောင့်ပြီးခဲ့ပြီမလားတဲ့เนาะအဲ့တော့ x နဲ့ပတ်သက်ပြီးမျှော်နေတဲ့သူတွေကိုတော့ပိုင်တူးမှာပြောလဲဆိုရင်အချိန်တိုင်းတာတခုအထိ ပြန်လာမယ်ဆိုပြီးတော့စောင့်ပြီးပြီမလားချိုးဆိုလာနေချီပြီးစောင့်နေချိုးဆိုနှစ်နှစ်ချီပြီးအောင်စောင့်နေเนาะနှစ်နှစ်လောက်အဲစောင့်ခဲ့တဲ့သူကြီးရှိတယ်အဲအဲစောင့်ငင်းနေကိုနောက်တစ်နှစ်လောက်တို့နောက်ထပ်တစ်လလောက်တို့ထပ်စောင့်ရမလားလို့ဆက်ပြီးစဉ်းစားနေတဲ့သူလည်းပိုင်တွေ့တဲ့မှာမြင်ရတယ် X နဲ့ပတ်သက်ပြီးတော့မစောင့်ရင်လည်းမစောင့်မှနေတော့เนาะဒီချိန်တိုင်းတကူလူလည်းကိုစောင့်ကြီးခဲ့ပြီဆိုတော့လွတ်ချခြင်းနဲ့လွတ်ချလို့ရပါပြီသူလွတ်လဲလွတ်ချပြပါလိမ့်မယ်ဆိုတဲ့ energy မျိုးကိုတွေ့ရတယ်ဆက်စောင့်ခြင်းနဲ့ဆိုရင်တောင်မှကန်တရားကြီးက universe ကဘာပြောလဲဆိုတော့ deadline စီသွားပြီကိုစောင့်ရမယ် ဝက်ပဲဖြစ်ဖြစ်ကိုရဲ့ဒီရွေးချယ်မှုဖြစ်ဖြစ်ကိုလောက်အောင်မဲ့ timeline တစ်ခုကပြီးဆုံးသွားပြီ chapter တစ်ခုကပြီးသွားပြီ chapter တစ်ခုလာတော့မယ်ဆိုပြီးတော့ဒုံတိုင်းဆိုပြီးပြောလင်းမယ်နဲ့အဲ့လိုအပြောင်းလဲတစ်ခုဝင်လာတာမျိုးရှိနိုင်တယ်ပေါ့နော်လွှတ်ချလိုက်နိုင်တာ move on လိုက်နိုင်တာမျိုးတွေဖြစ်လိမ့်မယ်အများဆုံးပေါ့လက်ရှိ relationship ရှိပြီးသားသူတွေအတွက်ကကြတော့ဘာရှိလဲဆိုတော့တစ်ဖက်ကလူကခါတိုင်းလောက်ကိုမချစ်တယ်လို့မျိုးဖြစ်နေတယ်ပေါ့နော်အဲလက်ရှိအချိန်မှာ RSG ပြီးသားသူတွေဆိုတစ်ဖက်ကလူကကိုအရင်လောက်မချစ်တဲ့ပုံစံမျိုး အဲသူကအဲ့လိုသူ့အလုပ်တွေပဲသူစ조사ရတယ်ပေါ့နော်အခုအချစ်နည်းနည်းပဲပေးတယ်ပေါ့မချစ်ဘူးတော့မဟုတ်ဘူးချစ်တော့ချစ်တယ်ဒါပေမဲ့နည်းနည်းပဲပေးတယ်ပေါ့နော်အကိုကိုတိုင်းကလည်းသူ့ရဲ့အချစ်ကိုအဲ့လိုမလုံလောက်တာပေါ့ချို့ရဆိုကိုယ့်ရဲ့ဒီ relationship မှာတစ်ဖက်လူကလည်းအဲ့လိုနဲ drinking ပေါ့အဲတောက်ဖို့စားဖို့လောက်ပဲသူက အားမှန်အပြည့်နဲ့လက်တလုံးမှာပေါ့နော်အရင်သူတကြွနေသူပါတယ်ကိုယ်ချစ်သူကြီးစားတစ်ဖက်သူကမင်းကလေးပဲယောက်ျားလေးပဲဖြစ်ဟာတို့သွားမယ်တောက်မယ်စားမယ်တောက်မှတော့ဒီအကိုရောတောက်တာလည်းမဟုတ်တခြားဘယ်ဟာမျိုးမဆိုပေါ့နော်စားမယ်သွားမယ်ပေါ့မသာရှန်ကုန်ကြီးစားကြမယ်ပဲပြညာပြဆိုတော့သူသူ့ရဲ့ဒီ life မှာကိုယ့်ရဲ့ဒီချစ်သူဖြစ်နေရဆိုမှလည်းသူ့ရဲ့ personal life မှာသူကသူ့ကိုသူတပြီးတော့ဟိုစူးစမ်းနေပေါ့နော်ဆိုတဲ့ခါကျတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာအမှန်တကယ်စိတ်အခက်မတင်တာတွေရှိတယ်ကိုကသူ့အချစ်ကိုစောင့်မျှော်နေပြီးမဲ့သူ့အချိန်ပေးတာကိုစောင့်နေပြီးမဲ့တကယ်ကြဖြစ်မလားမျိုးလေးရှိ ရပါတော့ဆိုတော့ပိုင်တွေ့အနေနဲ့အာ RSC ဝိသားသူတွေကိုအကြံဉာဏ်ပေးချင်တာကတော့ ဟိုမကြခင်မှာတော့တို့ကအဲ့လိုမျိုးတစ်ဖက်ကိုစိတ်ရောက်နေတယ်ကိုစီပြန်ပြီးစိတ်ရောက်လာဖို့တော့ရှိပါတယ်လောလောဆယ်မှာတို့ရဲ့ personal space တိုင်းလေးဖြစ်တာမျိုးတို့ဒီတိုင်းပဲလွတ်ပေးထားတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ကိုလည်းကွက်ကိုကြိုးစားတာအဆင်ပြေမယ်ကိုလည်းသူရဲ့အချက်သူအချိန်ပေးတာလေးကိုစိတ်ရှိလက်ရှိနဲ့စောင့်ပေးနေမယ်ဆိုလို့ရှင်တော့အဆင်ပြေပါလိမ့်မယ်အော်ဒါသူငွေချင်းနေနဲ့သူတွားလာစားတောက်နေတာပဲပြီးရင်တော့ငါစီကိုဖုန်းဆက်မယ်စားဖို့မယ်အပြန်လာမယ်เนาะအဲဒါမျိုးလေးတွေပေါ့နော်ဟိုရှိရပါပြီပေါ့နော်တချို့ကမေးတယ်အဲ့ဟို IRS နဲ့ပတ်သက်ပြီးပြော Marriage လောက်ထားတဲ့သူအိမ်အောင်တယ်ရောမပေါဘူး ာဆိုကျွန်မလေး sorry ဒီဒီဟာအခြေအနေနဲ့ပတ်သက်ပြီးတော့ um IRS ရှိတဲ့ relationship ဆိုတဲ့အထီတော့ hobby တယ်ဒါပေမဲ့ marriage နဲ့ပတ်သက်လို့ရှင်တော့ marriage မှာလေးအမှန်တမ်းပြောရပြောနေအချောင်းအောင်ဆိုရယ် sorry ချိုးရီဆိုအဲ့ပိုင်နူမမတော်တယ်ပြောမလား marriage မပါဘူးသားပေါ့ဒါတို့ situation ရှိဆိုတာ sorry relationship လို့ပြောလာလို့ရှိရင် marriage ကိုလည်းထည့်ပြီးစဉ်းစားလို့ရရတယ်ဒါပေမဲ့အိမ်တော်ကြီးမှာဒါဖြစ်မဲ့ဒါဖြစ်မဲ့ဒုံတိုင်းဆိုပြီးအများအားဟောလို့မရတဲ့အရာတွေရှိတယ်အခြေအမှတော့တချို့ဟာတွေဟောလို့ရတာပေါ့နော်ဆိုတော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးလို့ရှိရင်ရောဆိုတဲ့အခါကျတော့လေခေါ့ကိုဒီဘယ်လိုပြောမလဲစဉ်းစားပြီးတော့ဘယ်လောက်တိုင်းနာအထိအဲ energy ကြိုက်တဲ့ဘက်ကိုသွားမလဲဒါမှမဟုတ် reading ပုဂ္ဂိုလ် personal reading နေနဲ့ဘယ်လိုမေးမလဲပေါ့အဲ့ဒါမျိုးပဲစဉ်းစားကြည့်ချင်တယ်အချို့တွေကဘာလဲဆိုရင်ဒီ love reading ကိုတစ်ချက်ဖတ်ပြီးတော့ကိုက marriage ဆိုတော့ဘာယူရမှာမသိဘူးဆိုတော့သူပြပါတာပေါ့နော်ဆိုတော့ဒီ reading ကြည့်နေတဲ့အချို့တွေ energy ကဝင်လာတယ်ငါ marriage တမားသေးငါအိမ်အောင်ပြုပြီးသားငါအိမ်အောင်ဘက်ထွက်ကြည့်ချင်တာဘာမှလဲဆိုတော့မရှိဘူးရှင်ဒီမှာ အဲ့ဒါကိုပြောတာမဟုတ်ဘူးအဆောက်ရှောက်ကဝင်ပြောတာအဆောက်ရှောက်ကပါလဲဆိုကြည့်နေနေတယ်ဒီမှာအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးလာကြည့်နေတူပါတယ်ပေါ့ပိုင်တူမှာပိုင်ဝိုင်းမှာတော့သတိမထားမိလိုက်ဘူးမပါဘူးထင်တယ်အဲတော့မဟုတ်အဲ့လိုအဆောက်ရှောက်ကမပြောဘူးဒီမှာလေးဗာပြောလဲဆိုအိအိမ်အောင်ပြုတ်ပြီးသားတူတွေပေါ့ဒီမှာကြည့်တာပေါ့ဟဲ့အချီးဆိုတော့ငါလည်းငါအိမ်အောင်ဘက်ကဟိုဖြစ်မလားဆိုဝင်ကြည့်လိုက်တဲ့အခါမှာ ရှေ့မှာတော့မတွေ့ဘူးဒီမှာအဆောက်ရှောက်ကဝင်ပြီးပြောနေတဲ့ပုံစံဘာလဲဆိုတော့ spirit တကူကမရှိဘူးတဲ့မကြည့်နေတဲ့လာပြီးတော့လဲဆိုတော့ဒဲပြောတာပေါ့နော်ဆိုတော့အကိုကဟိုမှာရှန်တို့ကရင်တို့အဲ့လိုမျိုးပေါ့နော်ဖြစ်နေတော့ရှန်တို့ကရင်တို့အဲ့လိုမျိုးရိုးရကောင်းဆွဲပေါ့ကိုစီမှာရှိတာပဲဖြစ်ရမှာကိုအဆောက်ရှောက်နေတဲ့အဆောက်ရှောက်တဲ့အဲ့လိုခါမျိုးဆိုရင် နောက်ပြီးတော့ဒီအမေချမ်းနဲ့ပတ်သက်တဲ့အဆောက်အအုံတွေဆိုရင်ဒုံတိုင်းဆိုသူတော့ဝင်လာပြီးတော့လို့ပြောတဲ့ပုံစံမျိုးလေးတော့ရှိတယ်။မရှိဘူးကြည့်မင်းနဲ့ဆိုတော့ကြည်တော်တော်လေးတခုခုတော့ပြောချင်မုံတော့ရပါတယ်။ဒါပေမဲ့သူတို့ပြောတဲ့သိပဲပါမရှိဘူးကြည့်မင်းနဲ့အိမ်တော်တွေဝင်ပါနဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။ဆိုတော့အိမ်တော်တွေကတော့ဟုတ်တော့ဟုတ်တယ်မကြည့်နဲ့ဒီလား။ဟိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ relationship situationship သမားတော့ပဲကြည့်ပါ။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဆောက်အအုံတွေကမကြည့်စေချင်အောင်ဆိုတဲ့ information လေးတော့ရတယ်နော်။ တီဗီတော့ရင်ကိစ္စတော့မရှိပါဘူးဒါပေမဲ့အရင် serious အတီမီယူနေပေါ့နော်အဲ့ဒါလေးကိုဝင်လာလို့ရုပ်တရက်ဒိုင်းကနေဝင်လာလို့ပြောတာပေါ့နော်ဒီ terror spread ထဲမှာတော့မပါဘူးဒီ information တွေအဲ့လိုပဲခါကြရင်အဝုန်းနဲ့ဝင်လာတာပေါ့နော်အဲ့လိုမျိုးလေးဆိုโอเคအဲ့တော့နောက်တစ်ခုကကြတော့ဒီ crash ရဲ့သူပဲပေါ့နော် crash ရဲ့သူတွေကတော့အချိန်ကြီးကောင်းတယ် sorry ဆိုတော့ crash ရဲ့သူတွေကဘလို့ခြေနေကောင်းလဲဆိုလို့ရှိရင်လေ crash ကကိုယ့်ကိုပေါ့နော်မိတာစိတ်တွေကိုဖိတ်ပြန်လဲပြီးကိုဖိတ်ချင်စိတ်တွေပေါင်နေတဲ့အချိန်ပေါ့နော်ဆိုတော့ခု crash နဲ့ကိုနည်းနည်းတက်အောင်နေပါရေရှည်ကိုစဉ်းစားပါနော်ကိုကတစ်ဖက်သက်သဘောကျနေသူရှိလို့ရှိရင် तू ကသူကသူ့ရေရှည်သွားချင်တဲ့သူပေါ့နော်ตัวตัวใจเนี่ยตัวเพียบๆตัวใจเนี่ยตัวเพียบๆไอ้ตัวเยชีตั้วผู้เหมือนเล่นเนี่ยตัวမျိုးเนี่ยมาป่าเลยပြီးတော့ตัวဟိုခက်ခက်ညာညာเนี่ย official relationship တခုသူက smart ကြကြနဲ့ဘွားယူသူတိဆောက်တဲ့ engineering လုပ်တဲ့သူမှာပါတယ်ကိုယ် crash ကလေအဲ့တော့သူတိဆောက်ချင်နေတာအဲ့တော့ကိုယ်လည်းအဲသူတိဆောက်ချင်ကိုယ်လည်းတိဆောက်တဲ့သူဖြစ်အောင်ကြိုးစားမယ်ဆိုပုံစံမျိုးလေးနဲ့ကိုဘွားကိုကြိုးစားပါနော် ပိုင်းတူးတွေမှာလည်း crash နဲ့ပတ်သက်ပြီး energy data ကကောင်းတာမျိုးတွေမြင်ရတယ်။ Okay. Situation shift သမားတွေအတွက်ကကြတော့ဘာလေးမြင်ရလဲဆိုရင် situation shift သမားတွေကတော့လေဟို third party relationship အဲလုံးဝ third party interference เนาะအဲ့ဒါတွေကတော့ဟုတ်တယ်ဒီပိုင်းတူးမှာလည်း third party နဲ့ပတ်သက်ပြီးဘာတစ်ခုပြောလဲဆိုတော့တိတ်ပြီးတော့မတွေ့ရတော့ဘူးเนาะအချို့ရဆိုလို့ရှိရင်ကိုယ့်ရဲ့ situation ship ကကိုယ့်ဘက်မှာ third party ရှိနေရမျိုးဆိုလဲအဲ့ဒါကပြီးသွားပြီမရှိတော့ဘူးပေါ့နော်သူ့ဘက်မှာ third party ရှိနေရဆိုရှင်လဲကိုကကိုကတိတော့တိလိုက်မယ်ပေါ့ ော်နော်ဒါပေမဲ့ is ending ပြီးသွားပြီပေါ့အဲ့လိုပုံစံမျိုးဆိုတော့လေအာ situation ရှစ်သမားတွေကတော့ရှေ့ဆက်ပြီးတော့အများဆုံးတိုးတက်ဖို့တော့ရှိတယ်နော်သူနဲ့ကိုယ်နဲ့အရင်လိုပြန်စကားပြောပြတာတုံးတော့အလုပ်တွေများပြီးစကားမပြောပြရင်တော့မလဲတလောမှဒီ reading ကြည့်ပြီးတိတ်ကြခင်ပြန်စကားပြောပြတာတို့ပြန်ပြီးခေါ်တာတို့နော်ပြန်ပြီးတူတူ date တော့ဖြစ်တာတို့တောက်စားပြီးတော့တကယ်ချင်းနေနဲ့တော့ဖြစ်တာမျိုးတွေရှိမယ်ဆိုတော့ situation ရှိရှိသမားတွေနောက်သက်ပါတီရှိနေသူတွေအတွက်ကတော့အများဆုံးတော့ အခြေအနေတစ်ခုရှိမှာပေါ့နော်ဟိုလို commitment ကြီးတန်းပေးတာတည်းစားရင်တော့နည်းနည်းစိတ်ပျော်သွားမယ်စိတ်ပေါ်သွားမယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာတော့ရှိတယ်အဲ့လျှက်တစ်ပြက်ပေါ့နော်လျှက်တစ်ပြက်မထင်မှတ်ပဲနဲ့သူနဲ့ကိုယ်နဲ့ connection ပြန်ချိန်မိသွားတာရင်းနှီးသွားတာဒါမျိုးလေးကြုံရမယ်နောက်တစ်ခုကြတော့ဗာတွေ့လဲဆိုရှင်ဒီအခြေအနေပတ်သက်ပြီးတော့ဗောနော်ဒီဒီ single မှာလည်းပြောပြီးတော့ပါပြီဆိုတော့အချို့ကကြတော့ဒီ relationship နဲ့ပတ်သက်ပြီးတိတ်ဆိတ်မရှိတဲ့သူတွေရောစိတ်ရှည်စီခြင်းနဲ့ဟုတ်ဆိုအမြန်ဆုံးကိုယ့်ရဲ့ဒီ relationship ကအလုပ်ဖြစ်မဖြစ်ဆိုတော့လေကိုယ်ကသိလာမှာဆိုတော့လေနော် situation ရှိတဲ့သမားဆိုလေစိတ်ရှည်ပါ crush သမားဆိုလေကိုယ့်ရဲ့ crush နဲ့ပတ်သက်ပြီးစိတ်ရှည်ဖို့ပြောတယ် ace ကတော့စိတ်ရှည်ရှည်စောင့်နေတဲ့တိတ်တော့မထူတော့ဘူးဆိုတဲ့ energy မျိုးရတော့လေ move on လုပ်ချင်တော့လုပ်လို့ရပါပြီနော်ပြီးတော့စိတ်မများပါနဲ့ပေါ့နော်အဲ see the letter တဲ့ some truths arrive before you are ready to read them နဲ့ sea letter ဆိုတာလေကိုနော်ကျွန်မပြောတဲ့အိမ်ောင်တဲ့တွေဆိုလို့ရှိရင်เนาะလာမကြည့်ပါနဲ့လို့ပြောလိုက်တဲ့ဟာပေါ့အဲ့ဒါ sea letter ဖြစ်နိုင်တယ်တလားပိတ်ထားတဲ့ချိတ်ပိတ်ထားတဲ့ကန်ကျွန်မတခုတမချိတ်ပိတ်ထားတဲ့အတွက်ကြောင့်ဒီစာကြီးကိုဖောက်ကြည့်လို့မရအောင် ဂျိတ်ဖိတ်ထားတဲ့ဟာတခုတည်းတလားဒါအိမ်ောင်းသေးတွေနဲ့ပတ်သက်ပြီးပြောတာဒီလားအိမ်ောင်းသေးတွေနေနဲ့ဒီမှာလေး reading ကိုကြည့်ပြီးတော့ဟာကျွန်မတော့ဟိုတေရောဟွာလောက်ပေးနေတဲ့အခြေနဲ့ပတ်သက်ပြီးငါတို့ဘယ်ကောင်းစင်အောင်မှကြည့်အောင်လဲဆိုရင်မပါလိုက်တဲ့သူတွေပေါ့နော်ခုနကပြောတဲ့အဆောက်ရှောက်ကမသိကျင်တဲ့ဆိုတဲ့ဟာတွေ unfolding map တို့လား you don't need all the answer just trust your soul knows the terrain ဟုတ်ပြီ so oracle message ကဘာပြောလဲဆိုရင် disappearing footstep some parts were meant to last let them wash away อืม ခြေရာဖျောက်သွားတယ်ဟာအဲ့တော့ဒီအခုခုနကပြောလိုက်တယ်အားကြောင့်အားကြောင့်ဒီသုံးကမှလာပေါ်တာပေါ့နော်အဆောက်ရှောက်က marriage ပေါ့ကျမတို့ကျွန်တော်ကျမတို့ကတော့ relationship တွေမဟုတ်တော့ဘူးလက်ထက်ထားတဲ့အခြေအနေတွေဖြစ်နေပြီးအိမ်နောင်တွေတွေပေါ့နော်အိမ်နောင်ကြီးအဆင်ပြေမပြေလေးသိချင်လို့ဆိုပြီးဒီ reading ကိုကြည့်ရသူတွေကဘာလဲမင်းလည်းအကုန်လုံးမသိချင်တဲ့အဆောက်ရှောက်က unfolding map တဲ့မင်းအဖြေတွေအားလုံးသိစရာမလိုဘူးတဲ့တချို့သောမိပုံတွေကခောက်ထားတာလမ်းပြမိပုံတွေကကိုဘွားမှာအိမ်နောင်ကြီးနဲ့ပတ်သက်ပြီးလမ်းပြောင်းနေပြီကိုက ဒီလူနဲ့ဆက်ပြီးတော့ပေါင်းအောင်မလားခလေးတွေနဲ့ရှိသေးတယ်၊ကွဲရမှာလားဆက်ပြီးတော့ဒီလူနဲ့အိမ်အောင်ဦးစီးနေနဲ့ဒီလူကိုဆက်ထားမှာလားအိမ်အောင်ကွဲရင်ရောဘာလှုပ်ရှားအောင်လဲခလေးတွေရောဘယ်နာသွားထားမလဲโอเคအဲ့လိုတွေကိုစဉ်းစားနေသူတွေဘာပြောလဲလို့ဆိုတဲ့အခါကျတော့ဒီအဖြေကိုဒီနေ့ဒီချိန်မှာကြားဖို့အတွက်ယောက်ရှင်းနေတဲ့ပတ်သက်ကြားဖို့အတွက်ဒီအိမ်အောင်ရေးရဲ့အမှန်တရားကြီးကိုကြားဖို့အတွက် ready မဖြစ်သေးဘူးတဲ့ဘယ်သူမှစိတ်အလောက်ထိမမသေးဘူးတဲ့နော်အဲ့တော့ကိုဘွားရဲ့မိဘွား ခောက်ထားတာဖွင့်မကြည့်နဲ့အောင်ဖွင့်ဖြေအားလုံးလို့တည်းမီးဝန်းရံမီးနေနေတယ်နော်โอเคအဲ့တော့ခြေင်းနဲ့ပတ်သက်တဲ့သူတွေပဲကြည်ပါဆိုတော့ဒီဘိုင်တူးအတွက်ကတော့ ace တွေနဲ့ပတ်သက်ရင်တော့အရင်ကြီးတော့မဆောက်ပါနဲ့အဲတခုတော့ရှိရမဆောက်ပါနဲ့ဆိုတော့ကိုမဆောက်မှပဲ choice တွေပြရောက်လာမျိုးလေဘဝမှာတော့ရှိတတ်တယ်အဲဆိုတော့ကိုကထီပေါက်တာပေါ့နော်အဲပေမဲ့လေအရင်ပင်မှန်းပြီးမဆောက်ကျင်တော့ဘူးဆိုရင်သူလည်းရတယ်ကိုမဆောက်တော့ဘူးဆိုလည်းကိုဘဝရဲ့ new person ဝင်လာဖို့အတွက် အယမ်းမြန်နေပြီမြန်ဆန်နေပြီလွှတ်ချလိုက်ဖို့မြန်ဆန်ဆန်ဖြစ်သွားပြီเนาะဘယ်ရမဆိုအခြေအနေပတ်သက်ပြီးတော့ပိုင်းတို့တွေကအပြောင်းလဲဖြစ်ဖို့အတွက်ခက်မြန်မြန်လေးကိုဖြစ်လာပါပြီအချိန်မြန်မြန်လေးကိုဖြစ်လာပါပြီဆိုပြီးတော့ဒီ video မှာတွေ့ရပါတယ်ဆိုတော့ဒီဟာကဒီနေ့အာပါရီဒီအနေနဲ့ပေါ့เนาะအခြေအနေပတ်သက်ပြီးအများဆုံးဖြစ်လာမဲ့အခြေအနေဆိုတော့အကြမ်းမြန်လေးအာ public energy နဲ့ဟောပေးခဲ့တာဖြစ်ပါတယ်။ဒေးစိတ်တည်ချင်တာကိုအတွက်တယောက်ချင်းစီတည်ချင်တာမျိုးဆိုလို့ရှိရင် page messenger မှာမေးလို့ရပါတယ်။လက်တလောမှာကြတော့ကျွန်မနည်းနည်းလေးလူတွေများနေသေးတော့လေတယောက်ချင်းစီပြန်ခွဲပြီးဟောပေးနေတယ်။အရင် booking account တွေမြန်မြန်လေးကြည့်အောင်ဟောပေးနေလို့ပေါ့နော်။အားကြောင့်မလို့တကယ်လို့စာပြန်တာနောက်ကျတော့တယ်ဆိုလို့ရှိရင်အဲစိတ်မရှိပါနဲ့စာပို့ထားပါကျွန်မစာကြည့်ပြီးတော့ပြန်ပြီး reply လုပ်ပေးပါမယ်နော်။